ရခိုင်ရုံးမတောင်တန်းကြီးရဲ့အနက်ဆိုင်ဆုံးအရက်မှာရွှေမန်စီရွာဆိုတဲ့ရွာလေးတစ်ရွာရှိပါတယ်ဒီရွာလေးဟာမြေပုံမှမပါပဲလူအများကလည်းတိတ်မတိကြပါဘူးဒါပေမဲ့တခါတလေလမ်းလွဲပြီးရောက်လာသူတွေကဒီရွာမှာညနေခင်းနေဝင်ချိန်တိုင်းရွှေရောင်လင်းတွေနဲ့လှပတဲ့မိန်းမလားတယောက်ကမ်းခြေမှာကနေတယ်လို့ပြောကြပါတယ်ဒီနေ့မှာကျော်သူဆိုတဲ့တပ်ပုံဆရာတယောက်ဟာရခိုင်ရုံးမရဲ့တဘာဝအလှတွေကိုရိုက်ကူးဖို့လာရောက်ခဲ့ပါတယ်သူဟာ လမ်းမပြီးရွှေမန်စီရွာကိုရောက်သွားတဲ့အခါရွာသားတွေရဲ့ထူးဆန်းတဲ့ဒလိတွေညဘက်မှာကြားရတဲ့တချင်းတန်တွေနဲ့မိုင်းစုမုံဆိုတဲ့လှပတော်လက်တဲ့မိန်းကလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မိုင်းစုမုံဟာရွာရဲ့လှုပ်ဝက်ချက်တွေကိုသိတဲ့သူဖြစ်ပြီးသူမနဲ့အတူကြော်သူဟာဒီရွာရဲ့ရှေးဟောင်းအကြောင်းတွေရွှေမန်စီရွာကနတ်သမီးတွေရဲ့တန်နာကြီးနောက်ပြီးရွာရဲ့နောက်ွယ်ကကျင်းစာတစ်ခုအကြောင်းကိုသိလာရပါတယ်။ဒါပေမဲ့တကယ်လို့မိုင်းစုမုံကို နောက်တစ်ချိန်မြင်ချင်းရင်သူမရှိတဲ့နေရာကိုပြန်ရောက်ဖို့လိုပါတယ်ဒါပေမဲ့ဒီရွာကိုနောက်တစ်ခါဘယ်လိုရှာရမှန်းမသိတော့ပါဘူး